အားလုံးပဲမင်္ဂလာပါ Top Trader မြန်မာ Channel ကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့ငွေကြေးကုန်သွယ်ယင်းနှီးမြုံနှံခြင်း Trade ဒါမှမဟုတ် Investment လောကမှာမတိမဖြစ်သိရမယ် Number Game အကြောင်းကိုတင်ပြပေးသွားမှာဖြစ်ပါတယ် Number Game ဆိုတာကတော့ Number Gain ကနန်းတွင်နဲ့ပတ်သက်တဲ့အလဲအကွက်တွေဖြစ်ပါတယ်တင်ချပါတာရက်ခွဲတစ်ခုဖြစ်တဲ့စီးရင်အင်းတင်ချ Statistics မှာ Probability Theory ဆိုတာရှိပါတယ် probability ဆိုတာကတော့ဖြစ်နိုင်ခြေကိုသင်ချာနည်းဂိမ်းကဏ္ဍတွေနဲ့တွက်ချက်တာဖြစ်ပါတယ်။ answer တုံးကိုပြစ်လိုက်တဲ့အခါမှာနံပါတ်၁နဲ့၆ထဲမှာဘယ်နံပါတ်တွေကဘယ်နှကြိမ်ထွက်နိုင်တယ်လဲ။ခေါင်းနဲ့ပန်းလန်တဲ့အခါမှာဘယ်နှကြိမ်စီးခေါင်းနဲ့ပန်းထွက်နိုင်တယ်လဲဆိုတာကိုတွက်ကြည့်တာမျိုးဖြစ်ပါတယ်။ law of large number ကနံပါတ်များရဲ့ဥပဒေသားပေါ့နော်။ probability တွက်ချက်ရမှာအရေးကြီးတဲ့ဖော်ပြချက်တစ်ခုဖြစ်ပါတယ်။ မတိကျမရေရာမှုတွေကိုနားလိုက်တဲ့ပေါ်ပေါက်အသုံးပြတဲ့သင်္ချာပညာဖြစ်ပါတယ်။ Law of large number အရာအန်စာဒုတ်တာမဟုတ်ခေါင်းနဲ့ပန်းပြစ်နိုင်ချေတွေကိုတွက်ချက်တဲ့အခါမှာစမ်းပြစ်တဲ့ချိန်နှုန်း frequency များလေနောက်ဆုံးထွက်တဲ့ပြန်းများရလတ်ဟာ50 50 50 50ပေါ့နော်ဖြစ်သွားတယ်လို့ဆိုထားပါတယ်။ဥပမာခေါင်းပန်းလန်ကစားကြည့်မယ်ဆိုပါစို့ခေါင်းအများဆုံးထွက်ရင်အနိုင်လို့တတ်မှတ်လိုက်မယ်။ ပုံမှန်အားဖြင့်တခါကစားရင်အများကြီးတော့မကစားနိုင်ဘူးပေါ့အခါ30 20ပေါ့နော်ရောင်းတာဖြစ်တဲ့အတွက်ကစားရင်ဖြစ်နိုင်တဲ့ရှားလက်က၃မျိုးရှိမယ်ပထမကတော့ခေါင်းရလိုက်ပန်းရလိုက်နဲ့နောက်ဆုံးခေါင်းထွက်တာများပြီးတော့အနိုင်ရသွားတယ်ဒုတိယရှားလက်ကတော့ပန်းရလိုက်ခေါင်းရလိုက်နဲ့နောက်ဆုံးပန်းထွက်တာပဲများပြီးတော့ရှုံးသွားတယ်တတိယရှားလက်ကတော့ခေါင်းရလိုက်ပန်းရလိုက်နဲ့နောက်ဆုံးတရေဖြစ်သွားတယ်ပေါ့ဘာဖြစ်လို့ဒီလိုမျိုးရှားလက် randomness ကြပန်ခတ်မှန်းလို့မြင်နိုင်တဲ့အခြေအနေ၃ခုမှရှိနေတယ်လဲဆိုတော့ sort တဲ့ကြိမ်တုံးဟာမများသေးလို့ဖြစ်ပါတယ်။တဘောက law of large numbers နေရာမှာဥပဒေတတဲ့မဝင်သေးလို့ဖြစ်ပါတယ်။အကယ်၍ပုံပြီးများတဲ့ကြိမ်တုံးနဲ့ဥပမာအခါ100 200 500တထောင်လောက်လန်ကြည့်မယ်ဆိုရင်အစပိုင်းမှာခေါင်းကြီးပဲထွက်ပြီးတော့ပိုင်းကြီးပဲထွက်ထွက်မယ် swing ဖြစ်ပြီးတော့နောက်ပိုင်းမှာငြိမ်လာပြီးတော့ခေါင်း90ပန်း90တဝက်စီထွက်တဲ့ဖြစ်နိုင်ခြေရှိ 50 50ရသွားမှာဖြစ်ပါတယ်ဒီ law of large numbers ကို statistics ဘာသာရပ်မှာစမ်းသပ်မှုတွေအများကြီးလုပ်ထားပါတယ် Google မှာရှာလိုက်လို့ရှိရင်အများကြီးတွေ့ပါလိမ့်မယ်ဒါကတော့ tasmas.com မှာပြထားတဲ့ခေါင်းပန်းနဲ့ဖြစ်နိုင်ချေစမ်းသပ်မှုဖြစ်ပါတယ် experiment ပေါ့နော်သူတို့ကတော့ head tail လို့ခေါ်တာပေါ့ဒီမှာပြထားတာကတော့ခေါင်းထွက်ခဲ့ရင်ရခိုင်နှုန်းကို downline ဖက်ချမှာပြထားတယ်စမ်းသပ်မှု၃ခါကိုအကြိမ်တရာလောက်ထားတာဖြစ်တယ် ပုံမှန်မြင်ရတဲ့အတိုင်းဆိုရင်အစပိုင်းမှာခေါင်းထွက်တဲ့ရခိုင်နှုန်းကများလိုက်နည်းလိုက်ဖြစ်ပြီးတော့နောက်ပိုင်းမှာအလယ်မြင်တာကတ်သွားတယ်။တဘောကခေါင်းနဲ့ပန်းဟာရေရှည်မှာဆိုရင်55စီတဝက်စီပဲထွက်တယ်။ဒါကတော့အန်စာတုံးဖြစ်တဲ့စမ်းသပ်မှုပေါ့နော်။ thepalindrome.org ကရှုထားတာဖြစ်တယ်။အန်စာတုံးကနံပါတ်၁ကနေ6ရှိတော့သူ့ရဲ့ပြန်များခြေက3.5ပေါ့နော်။ဒါက ဆယ်ကျင်းပြတဲ့ရလာဖြစ်တယ်။ပိုင်းအောင်လိုင်းကပြန်များမြင်အဝိုင်အောင်လိုင်းကရလာမြင်ပေါ့ဒီမှာဆိုရင်အချိန်ရင်နေတော့နောက်ဆုံးရလာက3.5နဲ့နီးတော့နီးဆက်ပေးမယ်နည်းနည်းကွာနေတာတွေ့ရတယ်။အချိန်ရင်များလာတာကိုဆက်ကြည့်လို့ရှင်အချိန်တရာမှာရလာက3.5ပြန်များစီရောက်သွားတယ်။အချိန်တစ်ထောင်လည်းအတူတူပါပဲ။ဒီ law of large numbers ကို data science အပြင် gantt အသီးသီး နေရာစုံကျေပြန့်စွာအသုံးပြုကြပါတယ်။သူတေသနာအချက်လက်ကောက်ယူစမ်းစစ်တာတွေနည်းပညာစမ်းသပ်မှုတက်နိုလော်ဂျီပိုင်းဆိုင်ရာအားကစားအာမခံလုပ်ငန်း insurance နဲ့ trader street ထပ်မံလေ့လာသင်ယူရမယ်လောင်းကစားကာစီနိုတွေရဲ့အလုံလုံပုံဖြစ်ပါတယ်။ကာစီနိုမှာဒီဇိုင်းလှလှဆွဲဆောင်မှုအပြင်နဲ့ကစားဖို့ game တွေအမျိုးမျိုးရှိရဲ့ကာစီနိုမှာဘာတွေရှိမလဲဆိုတော့ slot machine, blackjack တွေ၊ poker တို့, russian roulette, ပါကာရက်အန်ဇာတုံးတခြားဟာရရှိမယ်နော်လောင်းဝစားဆိုတဲ့အတိုင်းနောက်ဆုံးကတော့ကစားတဲ့သူကရှုံးပြီးတော့ကာစီနိုတွေပဲအမျက်ရသွားကြပါတယ်ဒါကဘာလို့လဲဆိုရင်ကာစီနိုတွေဟာ probability နဲ့ law of large numbers ကို အသုံးပြုထားလို့ပဲဖြစ်ပါတယ်သူတို့ဘလို့အသုံးပြုတာလဲဆိုတာကိုလေ့လာကြည့်မယ်ဆိုရင်ကာစီနိုရဲ့ game တိုင်းမှာ the house h လို့ခေါ်တဲ့ကာစီနိုဖက်ကအားပါတဲ့ probability ဖြစ်နိုင်ခြေတွေရှိပါတယ် ဒါသူတို့တန်ချာနေနဲ့တွတ်ထားပြီးသားဖြစ်တယ်။ကာစီနိုတို့ရဲ့권ပေါ့နော်။ဒီမှာကြည့်မယ်ဆိုရင် House Advantage ကကာစီနိုတို့ရဲ့ဖြစ်နိုင်ခြေရခိုင်နှုန်းဖြစ်ပါတယ်။ Edge နဲ့အတူတူပါပဲ။သဘောက Probability က50 50ဆိုရင်အားသာချက်ရခိုင်နှုန်းက3ညဖြစ်ပါလိမ့်မယ်။ကာစီနိုဖက်က Probability ရခိုင်နှုန်းများလိုက်သူတို့အားသာလေးပဲ။ဒီမှာ game တွေ alike casino ဘက်ကအားပါတဲ့ရာခိုင်နှုန်းဖော်ပြထားပါတယ် game တွေကိုကြည့်မယ်ဆိုရင်ဒီမှာ roulette ပေါ့နော် roulette ကတော့အားလုံးသိပါလိမ့်မယ်5.3%ရှိတယ်နောက်ပြီးတော့ blackjack ပေါ့ blackjack ကအမျိုးအစား၃မျိုးရှိတယ်ပေါ့နော်ဒီမှာဆိုရင် probability တုံညဖြစ်တာကတခုပဲရှိရနော် blackjack single deck basic strategy ဆိုတာပြီးတော့ baccarat 1.2%ရှိတယ်ဒီထဲမှာအများဆုံးက cano average ဆိုတာရှိရနော်20 7%တောင်ပါနော်ပိုကာတွေရှိမယ်ပေါ့နော်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒီဖက်ကိုကြည့်ရလို့ရှင်ဒါကာစီနိုဖက်က အားသာတာကြီးပဲပေါ့နော်ဒီလောင်းကစားသမားတွေရဲ့ဖက်က probability မရှိတဲ့လောက်ပဲနော်ကာစီနိုတွေကဘလို့အမြဲရအောင်လှုပ်တယ်လဲဆိုတာကိုလေ့လာကြည့်မယ်ဆိုရင်ကစားတဲ့သူတွေကို law of large numbers ဥပဒေသားထဲဝင်အောင် ဖန်တီးထားတာဖြစ်ပါတယ် ဘယ်လိုလဲဆိုတော့ကစားတဲ့သူတွေကိုအကြကြီးကစားဖြစ်အောင်ဆွဲဆောင်တာဖြစ်တယ်။ခဏပဲကစားရင်အစပိုင်းမှာအလဲကျ randomness ပေါ့နော်။ကစားတဲ့သူကနိုင်တာရှိမယ်၊ရှုံးတာရှိမယ်။ casino ဖက်က probability အားသာချက်ရှိနေပြီးသားဖြစ်တာကြောင့်ကစားတဲ့သူကအကြကြီးကစားလေ casino ရဲ့ဂွင်ထဲရောက်သွားမှဖြစ်ပါတယ်။ law of large numbers တဲ့ဝင်သွားတာပေါ့နော်။ဒါကြောင့် casino တွေမှာလှပခန့်ညားတဲ့အတွင်းပိုင်းအပြင်စင်ကအစ game ပုံစံတွေကိုပုံစံအမျိုးမျိုးနဲ့စိတ်ဝင်စားအောင်လုပ်ထားတယ်ဆွဲဆောင်ထားတယ် အခမဲ့ဝင်ဆောင်မှုတွေပေးတယ် free drinks ဖြော်ရည်ရမကတဲ့အလကားပေးတာမျိုးအခမဲ့ပေးအိတ်တာမျိုးပေါ့နော်ဆော့လို့မော်လို့နားချင်ကြက်တလောက်နားနားပြီးပြန်လာဆော့ပေါ့နော်အရက်တွေပါတွေကြိုက်တဲ့သူတွေဆိုရင်တော့အရက်တော့ပြီးဆော့တဲ့အခါကျတော့တတိလွတ်ပြီးတော့ပါလာတမျှအကုန်ထိုင်ဆော့ဖြစ်သွားတာပေါ့လောင်းကစားမှာအနိုင်ရချင်တော့လှုပ်လှုပ်ရတဲ့ညီကတနည်းပဲရှိပါတယ်အဲ့ဒါကတော့ခဏပဲဆော့အပျော်ဆော့ showing ဆက်မစ <Okay. S 1> ောတော့ဘူးနိုင်နေတော့ချက်ချင်းထပြန်ပါတော့။ဒါကြောင့် law of large number ကိုသိတဲ့ professional လောင်းကစားသမားတွေကခဏပဲထိုင်နေ probability 50 50ဖြစ်တဲ့ black jack လိုမျိုးရွေးစောတာမျိုးပေါ့နော်။စိတ်တော်တော်နိုင်ရမယ်။ဒါပေမဲ့တကယ်တမ်းလောင်းကစားသမားအများစုကလောဘကြောင့် casino တွေရဲ့တားကောင်ဖြစ်သွားတာပဲများလာတွေ့ရပါတယ်။လောင်းကစားကိုအာမပေးပါဘူးနော်။ ဒီတော့ဒီ probability နဲ့ law of large number ကနေဘယ်လိုလေ့လာသင်ယူသင့်တယ်လဲဆိုတော့အရှုံးထက်အမျက်ပိုရတဲ့ဖြစ်နိုင်ခြေခွင့်ရရှိတဲ့ game ကိုပဲကစားရမယ်။တနည်းအားဖြင့်အမျက်ရတဲ့အခါမှာအရှုံးထက်များရမယ်။ပြီးတော့အရေးကြီးတာက law of large numbers အလုံးလုံးအောင်အကြာကြီးစော့နိုင်ရမယ်။ trade log ကနေပါဆိုင်တယ်လဲဆိုရင်တော့ trade day စေကွက်ကြီးဟာပိုင်ရှင်မရှိတဲ့လောင်းကစားယုံကြည်တစ်ခုလိုပါပဲ။ trader တာမှမဟုတ် investor ကမိမိကိုယ်ကို casino လို့ထွက်ရမှာဖြစ်တယ်လို့ဆိုထားပါဗျ။အဓိကကတော့ probability နဲ့ law of large number ကိုသိချအသုံးပြုရမှာဖြစ်တယ်။ပထမတစ်ချက် probability အနေနဲ့ traders ဘက်က90%အထက်ရှိရမယ်။တဘောက90%ထက်မြင်လို့ရှိရင် win rate အောင်တာဖြစ်တယ်။ win rate 90%ခိုင်နှုန်းထက်မြင်လေကောင်းလေဖြစ်ပါတယ်။ကိုယ့်ဘက်အားသာချက် age ရှိတယ်လို့ဆိုတာပေါ့နော်။ probability ကကိုယ့်ဘက်မှာရှိအောင်ဖန်တီးရမယ်။ risk reward ratio ကတက်ထက်များရမယ်။ဒါကြောင့် win rate အောင်ဖို့ technique တွေ training စနစ်တွေကိုလေ့လာသင်ကြတယ်လေ့ကျင့်ကြတယ်။ဒုတိယတစ်ချက် law of large number အလုံးလုံးအောင်စီးကွက်ထဲမှာအကြကြီးနေနိုင်အောင်လုပ်ရမှာဖြစ်ပါတယ်။ risk per trade အများကြီးမယူဘူး။တစ်ခါ trade ရင်အများကြီးမ trade ပါနော်။ stop loss ရှိရမယ်။အမြန်ဆုံးပတ်စံကုန်အောင်မလုပ်ရဘူးဒီအတွက် risk management money management ရှိရမှာကိုဆိုလိုတာဖြစ်ပါတယ်။ stop loss ရှိတော့ရှုံးတာနေပြီး win rate နဲ့ risk reward ratio အများကြီးများသလောက်ရည်ရှိမှအရှုံးကိုပြန်ဆယ်နိုင်ပြီးတော့အမြတ်ထွက်သွားမှာဖြစ်ပါတယ်။အခုဆက်လက်ပြီးတော့နှစ်လေကုန်တော့မှာဖြစ်တဲ့အတွက် traders များကိုထပ်ပြီးကြော်ညာပေးချင်တာကတော့ win rate မအောင်သေးတဲ့ trader မိတ်ဆွေများအမြန်ဆုံး win rate အောင်ချင်တဲ့ဆိုရင် admin အနေနဲ့ binary options အတွက် technique အပိုင်း probability ပြည့်နိုင်ခြင်းမြင့်တဲ့ win rate အမြန်ဆုံးအောင်နိုင်တဲ့ Ichimoku နဲ့ training video တင်နှန်းရှိပါတယ်။အရင်နှစ်ကပေးတဲ့ bonus RSI နဲ့ bound training လည်းပါပြီးသားဖြစ်ပါတယ်။ဘာဖြစ်လို့ Ichimoku ကိုသုံးသလဲဆိုရင်တော့ Ichimoku ရဲ့ moving average ပုံမှန် moving average တက်ပို့ပြီးတိကျလို့ဖြစ်ပါတယ်။ binary option အတွက်တမက forex အတွက်လည်းအသုံးပြုလို့ရပါတယ်။ admin ရဲ့9နှစ်ကျော်လေ့လာစမ်းသပ်လာတဲ့အတွေ့အကြုံရ price action နဲ့ အချီမူကအခြေခံထားရတဲ့ဒီနီးဟာအကောင်းဆုံးပဲပေါ့နော်တိထက်ကောင်းတဲ့နီးမရှိတော့ဘူးဒီနီးတွေက probability မြင့်မိတာဖြစ်တယ် law of large numbers အရာအခါတရားနေရာနဲ့စမ်းသပ်လို့ရတယ် back test လုပ်လို့ရတယ်ဒီနီးတွေနဲ့မှမကျင်နဲ့သိဘူးဆိုရင်ဒီအသိပညာတွေနဲ့ထပ်ပြီးတော့တခြား indicator ဥပမာ RSI MACD Bollinger Band စတာတွေနဲ့ပေါင်းစပ်အသုံးပြုပြီးတော့မိမိစိတ်ကြိုက်မိမိရဲ့ age ကိုလေ့ကျင့်ဖန်တီးသွားလို့ချက်ချင်းရပါတယ်တွေးကြုံကအဓိကအကျဆုံးဖြစ်တယ် အဲ့လိုလုပ်လို့ရအောင်ဒီဇိုင်းလုပ်ထားပေးတာဖြစ်ပါတယ်။ဈေးကတော့အရင်တိုင်းပဲမပြောင်းဘူး e-book ဝယ်ထားတမအတွေအတွက်169ဒေါ်လာကနေ50% short စီ69.5ဒေါ်လာနဲ့ရမယ်။ e-book မဝယ်ရသေးလို့တခါတည်းပေါင်းဝယ်လို့ရှင်125.5ဒေါ်လာဖြစ်ပါတယ်။ e-book လည်းစေမပြောင်းဘူး26ဒေါ်လာပဲဖြစ်ပါတယ်။ deep probability နဲ့ law of large numbers ကိုမိမိအောင်မြင်ခြင်းနဲ့ကိစ္စအရာတွေမှာလက်တွေ့အသုံးချလို့ရပါတယ်။တဘောတရားအတူတူပါပဲ။ကိစ္စတစ်ခုမှာအောင်မြင်ခြင်းနဲ့ဆိုရင်အဲ့ဒီကိစ္စနဲ့ပတ်သက်တဲ့မိမိဘက်ကအတိပညာဗဟုသုတအားသာချက် probability တဘောမဟုတ် possibilities တွေကိုများများဖန်တီးပြီးတော့ take action လုပ်သွားမယ်။ဆွဲမလျှော့အရှုံးမပေးဘဲနဲ့ခဏရင်ရှိရှိ law of large numbers အလုံးလုံးအောင်လက်တွေ့လှုပ်ဆောင်သွားလို့ရှိရင်အောင်မြင်မှုရဖို့မဟုတ်ချဧကမလွယ်ပဲပေါ့နော်။ ဟုတ်ကဲ့ပါဒီထိအားပေးနားထောင်လာခဲ့ကြတဲ့မိတ်ဆွေပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာတွေ့ကြမယ်